ရာပဲပြောပြလိုက်အဲ့တော့ကာကြောကိုဘယ်လိုခန့်တယ်လဲပြန်စပြောပြမယ်ကာကြောကိုဘယ်လိုခန့်တယ်လဲတချို့တွေကကျွန်တော်တို့ပြောခဲ့တဲ့ဇာတ်ကားတွေတတော်မှလည်းအများကြီးပဲကာကြောကိုဒီတိုင်းပဲလက်တန်းခန့်နေထင်ကြတာအာကာကြောကအာနာယူပြီးတော့အာနာယူပြီးတော့သူ့အတူဒီယာတို့ယူကျင်တိုင်းယူထားတယ်ထင်နေကြတာနော်အဲ့တော့ကျွန်တော်ဖွဲ့စည်းပုံနဲ့အညီကျွန်တော်ကာကြုတ်ကိုဘယ်လိုခန့်တယ်လဲဆိုတာကိုကျွန်တော်ထပ်ပြောပေးမယ်။ဒါတက်တော့မှလည်းကျွန်တော်ပြောပြီးသွားပြီ။အများအားဖြင့်ကျွန်တော်ဒါတွေပြောပြပြောပြီးခဲ့ဘူးတယ်။အခုဒီမှာ YouTube မှာကျွန်တော် ရလူတွေကိုကျွန်တော်ထပ်ပြောပေးပါနော်အဲ့တော့ကျွန်တော်တို့ကကာကြုတ်ကိုဘယ်လိုခန့်တယ်လဲဆိုတဲ့ခေါင်းစဉ်လေးနဲ့ပြောပေးမယ်ကျွန်တော်ဖွဲ့စည်းပုံအခြေခံဥပဒေမှာပုံမှန်342ဆိုတာရှိတယ်နိုင်ငံတော်တမရသည်တဲ့အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအဆိုပြုထောက်ခံချက်ဖြင့်တမရကာကွယ်ရေးဦးစီးချုပ်ကိုခန့်အပ်တာဝန်ပေးရမည်တဲ့အဲ့ဒါအဓိက main point ပဲအဲ့ဒီပုံမှန်342 เนาะအဲ့ဒီမှာနိုင်ငံတော်တမ္မရဆိုတာပါတယ်ကာလုံဆိုတာပါတယ်ခန္ဓာကတမ္မရကခန္ဓာကာကျုပ်ကိုဒါပေမဲ့လွယ်လွယ်တမ္မရကခန္ဓာလို့မရဘူးဘသူရ recommend လို့တာလေကာလုံရဲ့ recommend လို့တယ်ကာလုံကထောက်ခံမှာတမ္မရကကာကျုပ်တယောက်ခန့်လို့ရတယ်ဒါဆိုကျွန်တော်တို့စဉ်းစားကြည့်မယ်เนาะဦးမင်းအွန်လိုင်းကိုဘသူကခန့်တယ်လဲတမ္မအပြည့်ကြည့်ရင်တချို့တွေကဟာဦးတန်းရွှေကသူ့စိတ်တိုင်းကြခန့်ခဲ့တာဆိုပြီးတော့ပြောကြလိမ့်မယ် နော်သူစိတ်တိုင်းကြခန့်ခဲ့တာတို့ပြောကြလိမ့်မယ်အဲ့တော့ကျွန်တော်ဒီပုံမှန်နဲ့ပဲကျွန်တော်ရှင်းပြပေးမယ်နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဒီ2008ဖွဲ့စည်းပုံအခြေခံပေါ်လာပြီးတော့မှသာလေနော်အရသာဆိုရဆပေါ်လာတာနော်ဦးသိန်းစိန်ကြီးနော်ဦးဆောင်နဲ့ရသာဆိုရဆပေါ်လာဒါဆိုလို့ရှိရင်ပထမဆုံးစတက်လာတဲ့တမရသည်ဦးသိန်းစိန်နော်ဦးသိန်းစိန်ဖြစ်တယ်ဒါဆိုရင်အဲ့ဒီဦးသိန်းစိန်ခင်မှာ ဆပြီးတော့ပေါ်တဲ့ပထမဦးဆုံးကာလုံကဥမင်းအွန်လိုင်းမဟုတ်သေးဘူးဗျနော်ဥမင်းအွန်လိုင်းမဟုတ်သေးဘူးမဟုတ်သေးဘူးဘာဖြစ်လို့လဲဆိုတော့ခင်ဗျားတို့ကိုကျွန်တော်ကပြောမှာကဥမင်းအွန်လိုင်းကဘယ်ချိန်မှရလဲဆိုတော့သူကာကြုတ်ရာထူးဘယ်ချိန်မှရလဲဆိုတော့2021ခုနှစ်မတ်လ30မှာရတာကာကြုတ်ရာထူးကို2021ခုနှစ်မတ်လ30မှာရတာ 2011ကျမှရတာနော်အဲ့တော့အဲ့ဒီအချိန်မှာကျွန်တော်တို့ကာလုံတစ်ခုရှိတယ်အဲ့ဒီကာလုံထဲမှာကာကျုပ်နဲ့ကာကျုပ်ကဘယ်သူလဲဥတန်းရွှေဗျနော်ဥတန်းရွှေပထမအဆုံးစရွေးကောက်ဟိုဒီမိုကရေစီဖွဲ့စည်းပုံစပေါ်လာတာ ਨੇ တမရတယောက်စပေါ်ပြီဆိုတာ ਨੇ ကျွန်တော်တို့ကကာလုံစပေါ်တယ်အဲ့ဒီမှာကျွန်တော်တို့က ုံမှန်ရှိတာအရင်ရွက်ောက်ပွဲဒီ2008မပေါ်ခင်တည်းကရှိတာကာကြုတ်ကဘာလို့လဲသိတာပဲဥသန်းရွှေမဲ့လူတိုင်းသိကြတာဟုတ်တယ်နော်အဲ့တော့အဲ့ဒီဥသန်းရွှေပါဝင်တဲ့ကာလုံနော်အဲ့ဒီစက်တဦးကောမဒီအဲ့ဒီကာလုံကနေပြီးတော့ဒီလူဒီလူတွေကသဘောကျပါတယ်ကာကြုတ်ရာထူးကိုအဲ့တော့တမရာကြီးဥသိစိတ်ကြည့်ရှုပေးပါ စစ်ဆေးပေးပါလို့အဲ့လို recommend ပေးလို့ဥသန်းရွှေပါတဲ့ကာလုံကနေပြီးတော့ဥသိမ့်စိန်ကိုနော် ရကောမန်းပေးလို့ဥသိမ့်စင်ရနေပြီးတော့ပုံမှန်342ရကာလုံကထောက်ခံချက်အစိုးပြုထောက်ခံချက်ဖြစ်နိုင်ငံတော်တမရဥသိမ့်စင်ရနေပြီးတော့တမရကာဝေဥစည်းချုပ်ဥမင်းအွန်လိုင်းကို2021ခုနှစ်မတ်လ30ရက်နေ့မှာခတ်အပ်တာဝန်ပေးလိုက်တာဖြစ်ပါတယ်နော်ဒါဆိုလို့ရှိရင်ကာကြော့ကိုဘယ်သူခန့်လဲတမရခန့်တယ်ဒါပေမဲ့ဖြစ်ခန့်နေတိုင်းခန့်လို့ရလားမရဘူးကာလုံရဲ့ထောက်ခံချက်နဲ့ခန့်ရ ဲ့တော့ကျွန်တော်ဒီမှာထက်စင်းစားနောက်တဲ့ခေါင်း